ကဘာပေါ်မှာငလင်ကြောကြီးနှစ်ခုပဲရှိပါတယ်။အဲဒါက Airbike ငလင်ကြောနဲ့ Pacific Miller ဆိုငလင်ကြောပါ။မြန်မာနိုင်ငံကတော့ Airbike ငလင်ကြောပေါ်မှာရှိပြီးငလင်အသေးစားနဲ့အလက်စားတွေမကြာခဏလှုပ်ပါတယ်။ဒီနေ့မှကျွန်တော်မိတ်ဆွေတွေမျှဝေပေးခြင်းနဲ့ဗီဒီယိုပိုင်းလေးကဒီဗီဒီယိုပိုင်းလေးပဲဖြစ်ပါတယ်။အဲဒါကတော့ကျွန်တော်တို့ငလင်ဆိုတာဘာလဲပေါ့နော်။ငလင်ဘာကြောင့်ဖြစ်ပေါ်လာလဲအကြောင်းအရာလေးတွေကိုကျွန်တော်တို့သိပ္ပံနီးကျတာဖြည့်ရှင်းထားတဲ့ဗီဒီယိုပိုင်းလေးပဲဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်ဗီဒီယိုပိုင်းလေးကိုလိုက်ပါကြည့်ရှုပေးပါအောင်နော်။ မြန်မာနိုင်ငံရဲ့ငလျင်အန္တရာယ်တွေကိုတင်သိပါသလားဒါကတော့1930မှာလှုပ်ခတ်ခဲ့တဲ့ဘကိုးငလျင်မှာကမ္ဘာပေါ်မှာငလျင်ကြောကြီးနှစ်ခုပဲရှိပါတယ်အဲဒါက Airbike ငလျင်ကြောနဲ့ Pacific Milesu ငလျင်ကြောပါမြန်မာနိုင်ငံကတော့ Airbike ငလျင်ကြောပေါ်မှာရှိပြီးငလျင်အသေးစားနဲ့အလက်စားတွေမကြာခဏလှုပ်ပါတယ်ငလျင်လှုပ်တယ်ဆိုတာဘာလဲဘာကြောင့်လှုပ်တာပါလဲငလျင်လှုပ်တယ်ဆိုတာကမ္ဘာမျက်နှာပြင်အောက်ကကြောက်ချက်တွေယူလျားပြီးရေကြီးရုပ်တရက်လှုပ်ရှားသွားတာကို ခေါ်တာပါ ရောက်ထဲကလှုပ်ရှားမှုကြောင့်ငလင်ဖြစ်တယ်လို့ရေပေါ်ကမီးတောင်တွေပောက်ကွဲမှုကြောင့်လည်းငလင်ဖြစ်ပါတယ်။ဆယ်ကြီးတွေကိုရေဖြည့်သွင်းတာနဲ့နျူကလ িয়ার ပောက်ကွဲမှုကြောင့်လည်းငလင်တွေလှုပ်နိုင်ပါတယ်။မြန်မာနိုင်ငံမှာလည်းငလင်လှုပ်ရတဲ့အဓိကအကြောင်းရင်းနှစ်ခုရှိပါတယ်။ပထမအကြောင်းရင်းကအိန္ဒိယကြောက်ချက်ကမြန်မာကြောက်ချက်အောက်ကိုတနည်းမှာ3.5စင်တီမီတာနှုန်းနဲ့တိုးဝင်နေလို့ပါ။ဒုတိယအကြောင်းရင်းကမြန်မာကြောက်ချက်ကတနည်းမှာ2.5စင်တီမီတာနှုန်းနဲ့မြောက်ဘက်ကိုရွှေ့နေလို့ဖြစ်ပါတယ်။ မြေအောင်ပြည့်ရွေတွေကြောင့်လည်းငလင်ဖြစ်နိုင်ပါသေးတယ်။ဒါကတော့မြန်မာနိုင်ငံကငလင်ပြည့်ရွေတွေပါ။အဲ့ဒီထဲမှာသကိုင်းပြည့်ရွေကအရှိဆုံးနဲ့လှုပ်ခတ်မှုအများဆုံးပြည့်ရွေကြောပါ။အင်အားလည်းများပါတယ်။1930မှာပြည်ယာရစ်ချတာစကေခနစ်တသက်မှ3နဲ့လှုပ်ခတ်သွားတဲ့ဗကိုးငလင်ကသကိုင်းပြည့်ရွေကြောင့်ဖြစ်တာပါ။မြန်မာနိုင်ငံမှာပြင်ရလိုက်ငလင်တန်ခံရနိုင်တဲ့စုံ၅စုံဆိုပြီးခွဲထားပါတယ်။အားပြင်းထန်ဆုံးဖြစ်တဲ့စုံ၅မှာဗကိုးဖြူ မန္တလေး၊စကိုင်း၊တကောင်း၊ပူတာအိုတနိုင်ကလေးနဲ့ဟောင်းမလေးမြို့တွေပါပါတယ်။လူဦးရေထူထပ်တဲ့ရန်ကုန်မြို့ကတော့ဇုံနှစ်နဲ့ဇုံသုံးကြားမှာရှိပါတယ်။ပညာရှင်တွေကတော့နှစ်ပေါင်း100ကျော်အတွင်းအင်အားပြည့်တဲ့ငလင်းတွေရကြောပြန်လှူရှားနိုင်ခြေရှိတယ်လို့ခန့်မှန်းထားကြပါတယ်။အခုဆိုရင်ပဲမြမသမိုင်းရဲ့အစိုးဆုံးငလင်းဖြစ်တဲ့ပဲခူးငလင်းလှုပ်ခဲတာနှစ်ပေါင်း60ကျော်သွားခဲ့ပါပြီ။မြမနိုင်ငံအနေနဲ့ငလင်းဘေးရနေတဲ့အတွက်ကြိုတင်ပြင်ဆင်မှုတွေရှိနေပြီလား။